အစူလိုက်အပြုံလိုက်လူသေမှုဖြစ်ပွားခဲ့တဲ့မင်းသား VJ ရဲ့မဲဆွယ်ပွဲကြီး VJ ဆိုတာကတော့အိန္ဒိယနိုင်ငံတောင်ပိုင်းရဲ့ထိတ်တန့်တမောမင်းသားတလက်ပဲဖြစ်ပါတယ်။ပြည်ပြည့်စုံတဲ့ item တွေနဲ့ပရိသတ်တွေရဲ့အပိမှုတွေကိုဖန်ဆင်းနိုင်ခဲ့တဲ့ VJ ကမြန်မာကအိန္ဒိယပရိသတ်တွေကြားထဲမှာလည်းနာမည်ကြီးပါသေးတယ်။သူရိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကားတွေကအများပြားရှိပြီးပရိသတ်အင်အားကလည်းမရေမတွက်နိုင်အောင်ပါပဲရှင်။ ဒီလိုနာမည်ကြီးတဲ့အကျော်မောင်မင်းသားကြီးဟာပြီးခဲ့တဲ့နှစ်ကပဲပါတီတစ်ခုတည်ထောင်ကနိုင်ငံရေးလောကတွေကိုဝင်ရောက်လာခဲ့တာပေါ့ VJ ရဲ့နိုင်ငံရေးပါတီကနောက်နှစ်မှဝင်ပြိုင်မှုပြင်ဆင်ထားပေမဲ့လေဒီနှစ်ထဲကနေစကကြိုတင်မဲဆွယ်စည်းရုံးမှုတွေကိုပြုလုပ်ခဲ့ပါတယ်ပထမဆုံးမဲဆွယ်ပွဲကိုတော့စက်တင်ဘာလ28ရက်နေ့ကပြုလုပ်ခဲ့ပြီးအဲ့ဒီပွဲမှာတင်မဲ့စင်မကောင်းစရာဖြစ်ရကြီးကဖြစ်ပွားသွားခဲ့တာပေါ့စီမံခန့်ခွဲမှုညံဖြစ်တဲ့အိန္ဒိယရဲ့တဘာဝအတိုင်းပဲ VJ ရဲ့မဲဆွယ်စည်းရုံးပွဲကိုလာရောက်ကြတဲ့လူထုကြီးဟာလူတုံးမှုတွေဖြစ်ပွားခဲ့ပြီးလူပိတေဆုံးကုန်ကြတာပဲဖြစ်ပါတယ်မင်းသား VJ ကို န်ကလာရောက်မဲဆွဲတရားဟောမယ်ဆိုတာကိုသိရတော့ VJ ကိုတွေ့ချင်ကြတဲ့ပြည်သက်တွေကထောင်နဲ့တောင်းနဲ့ချီပြီးကိုလာရောက်ကြတာဖြစ်ပါတယ်။မနက်ထဲကနေတပွဲပဲရောက်လာခဲ့ကြတဲ့အဲ့ဒီလူအုပ်ကြီးကမင်းသား VJ လဲရောက်လာရောထိမနိုင်သိမ်းမရတွေဖြစ်ကုန်ပြီးအကန့်ရန်နီစီအတင်းတိုးဝေရင်ကနေလူအုပ်ကပြိုကျလာကလူပိတေဆုံးကြတာပဲဖြစ်ပါတယ်။တေဆုံးသူဦးရေကတော့စုစုပေါင်း36ဦးရှိပြီးအဲ့ဒီထဲမှာကလေးတွေနဲ့အမျိုးသမီးတွေလည်းပါဝင်ပါသေးတယ်ရှင်။ တိတ်ဆုံးသူတွေအပြင်ထိခိုက်ဒဏ်ရာရသူတွေလည်းရှိပြီးလူပိမှုတွေကြောင့်ဆုံးရှုံးနေတာရသူတွေကမနေမနှောပါပဲမင်းသား VJ ကတော့ရေရိုတဲတဲဖြစ်သွားခဲ့တဲ့အခြေအနေတွေကြောင့်မဲဆွဲဟောပြောပွဲကိုအရင်နေ့မှတင်ဖြတ်သိမ်းခဲ့ရတာပါအဲ့ဒါပြင်သူ့ရဲ့လူမှုကွန်ရက်ဆာမျက်နှာပေါ်ကနေလေဝန်ထမ်းချောင်းပြောကကြံရစ်တဲ့မိသားစုတွေကိုလည်းထောက်ပံ့ကြေးတွေပေးသွားဖို့စီစဉ်နေကြပါတယ်။ပြည်သက်တို့ကရောအိန္ဒိယမှာဒီလိုလူပိသိမ်းမှုအ धिक ဖြစ်ပွားရတာကဘာတွေလိုအပ်နေတာကြောင့်လို့ထင်ပါတယ်။ဂျီယန်ပြည်သက်များအလုံးကိုချစ်စွတ်တမာတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။